နေ့အလှူကတော့ဒီနေ့ကအဲဆောင်းရဲမမကြီးရောနောက်ဆောင်းရဲတူတူမလေးတွေရောပေါ့နော်အမွေးနေ့လေးရှိတော့အလှူလေးလုပ်ဖြစ်တာပါဟုတ်တို့ကဒီနေ့ဆိုသုံးနှစ်ပြည့်ပြီပေါ့နော်ဒီနေ့ကတော့ဒါတို့မွေးနေ့အနေနဲ့ပေါ့နော်အလှူတွေကဒီနေ့သုံးခုလှူထားတယ်အိမ်အစ်စ်ဝယ်တာမဟုတ်ပါဘူးဒီအိမ်ကကျတော့ဆောင်းတို့မိဘတွေရဲ့မိဘတွေရဲ့ဘယ်လိုပြောမလဲဆိုတော့အိမ်တော်ဦးအိမ်လေးပေါ့နော်မမေကလည်းဒီသူတို့အိမ်တော်ဦးအိမ်လေးဖြစ်တဲ့အတွက်ဒီအိမ်မှာပဲနေချင်တယ်ဒီအိမ်ကိုပဲအာသူကပြန်ပြန်ဆောက်ချင်တယ်ဖြစ်ရတဲ့အတွက် ဒီအိမ်လေးကိုပဲပြန်ပြန်ဆောက်ဖြစ်တာပါဟုတ်ဝမ်းတော့ပါတယ်ဒါမေမေတို့တက်ကတော့အမြဲတမ်းပဲပေါ့နော်ဒါကိုဘောမှာကိုမိဘတွေပဲရှိတာဖြစ်တဲ့အတွက်အာမေမေတို့လိုအပ်တဲ့အရာတွေမေမေတို့မေမေဖြစ်စင်တာတွေကိုဖြည့်ဆည်းပေးရတဲ့အတွက်ဝမ်းတော့ပါတယ်ဒီနေ့အလှကတော့ဒီနေ့ကအဲဆောင်းရဲမမကြီးရောနောက်ဆောင်းရဲတူတူမလေးတွေရောပေါ့နော်အဲမွေးနေ့လေးရှိတော့အလှလေးလို့ဖြစ်တာပါဟုတ် မာကမမခိုင်နေဝင်ရဲ့ကလေးလေးတွေပေါ့နော်ဒီမှာဒီမှာစကူးတက်နေရဆိုတော့အဲဒီမှာစကူးကျောင်းလေးကိုလည်းရောက်ကူးနေတာနဲ့အဲဒီဒီမှာစကူးကျောင်းလေးမှာပဲအလှူလေးလှုပ်ဖြစ်သွားတာပါဟုတ်အလှူကတော့အဲဆောင်းလဲအငင်းလှူပြတယ်အလှူကလည်းပတ်သက်ပြီးတော့ကို ဟိုအဲ့လိုပြောရမလဲအကြောင်းပြချက်လေးရှိလို့လူလာလဲရှိသလိုတခါလေကျတော့လေကိုတကယ်လိုအပ်နေရလေးတွေ့လို့လှူလိုက်တာလည်းရှိတာပေါ့နော်အဲအခုဒါလေးကတော့ဒါအကြောင်းပြချက်လေးနဲ့လှူလိုက်တဲ့အလှူလေးတစ်ခုပေါ့အာအဲ့လိုလေးပါပဲဟုတ်ဝန်ဝန်နဲ့ဝန်ဝိုင်းလေးပေါ့နော်ဟုတ်တို့ကဒီနေ့ဆို၃နှစ်ပြည့်ပြီပေါ့နော်အာဘလို့ကဘလို့ရင်းရှိလဲဆိုတော့အာတယောက်တစ်မျိုးပေါ့အာချစ်ကြပါ誒 ဟိုသူတို့ရဲ့အမူအရာလေးနဲ့ပြရပေါ့နော်အဲခါကျရင်အဲဆောင်းသူတို့နောက်နောက်ပြီးတော့မေမေလို့ခေါ်မေမေလို့ခေါ်မှမဟုတ်ကြီးမယ်လို့မေမေလို့ခေါ်မှကစားကွက်လိုက်ပို့မယ်အနိုင်ကျင်တာလေးရှိတာပေါ့အဲအငယ်လေးကတော့ဝမ်းဝိုင်းပေါ့ကောင်းလေးပေါ့နော်ယောက်ျားလေးကတော့ဆောင်းမေမေလို့ခေါ်တော့ပုံများတယ်အကြီးမလေးကတော့သူက အဲသူအဲ့လိုမြှုပ်ဆဲမခေါ်အဲ့လိုအများကြီးကတော့အကြီးမလေးကတော့ပိုကတ်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဆောင်းရဲတော်ရာရဲဝမ်ဝမ်းရဲကအတူတူလဲအိတ်တယ်အာနောက်ပြီးတခုခုဆိုရင်လဲ main ကလေးဆိုတော့လေဆောင်းလုံးနဲ့အနီးကနေတာပိုများတာပေါ့အဲ့တော့ဝမ်ဝမ်းကတော့အကြီးမလေးကတော့နည်းနည်းပိုကတ်တာပေါ့ဟုတ် ဒီနေ့ကတော့ဒါတို့မွေးနေ့အနေနဲ့ပေါ့နော်အလူတွေကဒီနေ့၃ခုလူထားတယ်၃ခုလို့ဆိုတာမနေ့ပိုင်းမှာတတကားဆရာတော်အကြောင်းမှာနေဆုံးကတ်တယ်အခုနေ့လေကြတော့ဒါဒီဒမတ်စကူးမှာကလေးလေးတွေကိုမွေးငါကျွေးမယ်ဒီကလူတွေကိုလည်းမွေးငါကျွေးမယ်ပေါ့နော်အာညနေကျရင်ဒါရှင်မြတ်တာဖုံဖုံရှိမှာအာအရှိတကုံကရက်ွက်ကလူတွေကိုမွေးငါကျွေးပါမယ်ဟောဒီနေ့အလူတွေနည်းနည်းများတယ်ပေါ့နော်သူတို့တော့တော့အဲ့လိုမျိုးဆူဆူဆူဟောလိုပြောမယ်တခုခုရေရေဆူဆူအောင်လာလေတော့ရှိပါတယ်အဲ့လိုမျိုးတီးတန့်ကြီးတော့ အဲ့လိုမျိုးမရှိပါဘူးဟာအခုကမွေးစားထားသလိုပါပဲတကယ်တော့တော်တာရောအာဒီဝုံဝမ်းကစောင်းနှမ်းမှာပဲအမြဲတမ်းရှိတယ်အမြဲတမ်းလဲနှမ်းမှာနေတယ်ပြတူတူအိတ်တယ်ဟိုဟိုနှစ်နှစ်ဟိုညီမလေးကကြတော့ तू ကဟိုဘယ်လိုနှစ်ယောက်ကြတော့အိတ်လို့မရဘူးလေတယောက်က no wine တယောက်ကအော်အဲ့လိုမျိုးရှိတော့အဲ့တော့ဝုံဝမ်းလေးကတော့စောင်းနှုန်းနဲ့ပို့ပြီးတော့အိတ်ဖြစ်တယ်ဟာတော်တာလေးလဲတူတူပါပဲဒါစောင်းရဲ့သမီးတွေပါပဲဟုတ်အရင်တော့ကတော့ကိုတူတွေတူမတွေကိုကို ကိုကိုကပို့ပြီးလောဘကြီးတာပေါ့နော်လိုမျိုးပို့ပြီးရဖြစ်စေခြင်းနဲ့ဒါမဲ့လည်းနောက်ပိုင်းမှာတော့စောင်းစဉ်းစားမိတာလူတိုင်းကကိုပေါ်ဝါနဲ့ကိုကိုအခြေခံနဲ့ကိုကိုစိတ်နဲ့ကိုလာကြတာဖြစ်တဲ့အတွက်တို့လည်းတို့လူငယ်တဘာဝဒါတော့တော့ပြောတာပေါ့နော်လူငယ်တဘာဝသူ့မှာလည်းအောင်မြင်ချင်တာတွေရှိမယ်သူလိုချင်တာတွေရှိမယ်အတခါကျတော့လည်းစောင်းကအဲဘယ်လိုပြောမလဲအမုတ်တာပဲလို့ရမယ်ဆိုတာမျိုးသူကမလုပ်ချင်တာမျိုးအဲ့လိုမျိုးဆိုရင်ပို့ဆိုးသွားမှန်းထင်လို့အခုနောက်ပိုင်းတော့တော်တော်ဆင်ခြင်ပါတယ်ဟိုဒီ ကိုဖြစ်ချင်တာကိုမပြောဘဲနဲ့သူဖြစ်ချင်တဲ့ဟာကိုပဲအဲနားထောင်ပြီးတော့အကောင်းအီးမကောင်းအီးလောက်ပဲပြောပြတော့တယ်အရင်ကြီးကိုဘက်ကအာဖီအားတွေဆွတ်ရှေတိတ်မပေးတော့ဘူးပေါ့ဟောမွန်နေ့ဆူတောင်းဆိုရင်တော့တရှိကျမ်းမာပါစေပေါ့နော်ကျမ်းမာပါစေတရှိကျမ်းမာပါစေနောက်ပြီးတော့ယောဂပြားကင်းဝေးပါစေနောက်ပြီးတော့အမျိုးဘာသာတဒနာကိုထိမ့်သိမ့်နိုင်တဲ့တောင်းတမိကောင်းရှင်ဒနာလေးတွေဖြစ်ပါစေလို့ဆုတောင်းပေးချင်ပါတယ်ရှင် ရင်ထဲကအလောင်းတစ်ခုကျသွားပါဘောနော်ဘာလို့လဲဆိုတော့ဟိုဒီအိမ်ကြီးမပြီးမချင်းကိုမှဟိုဟိုရာလောက်ရာသောက်လေးထဲလိုက်ဟိုဒါဆိုရင်နှစ်နှစ်နီးပါးလောက်ကျသွားတာပေါ့အိမ်ကလေဒါပေမဲ့ကံကောင်းတာကအရင်ခေတ်ကာလမှာစောက်ထားတဲ့အိမ်လေးဖြစ်တဲ့အတွက်ဟိုဘယ်လိုမှတခါတယ်အကုန်စရရှင်နဲ့အကုန်တစ်ခါလေးစောက်ထားပြီးတော့အများကြီးတော့ဒီခိကာလာဈေးနဲ့တော့တိတ်မထိခိုက်ပါဘူးပေါ့နော်ကိုယ်တည်းမထိဘူးပေါ့ဒါပေမဲ့ကွန်ဆရရှင်ကနည်းနည်းလေးတော့သူနည်းနည်းထိမှာပေါ့အော်ဟိုဘယ်လိုပြောမလဲဆိုတော့အာဒီ ြီးွားမှပဲလုံးဝအလုံးကြီးကြွားတာပေါ့နော်လို့ရှိပါရဲ့ဟုတ်အိမ်အစ်စ်ဝယ်တာမဟုတ်ပါဘူးဒီအိမ်ကကျတော့ဆောင်းတို့မိဘတွေရဲ့မိဘတွေရဲ့ဘယ်လိုပြောမလဲဆိုတော့အိမ်တော်ဦးအိမ်လေးပေါ့နော်အိမ်တော်ကအရင်တော့ဆိုရင်တော့အာဘယ်လိုပြောမလဲဆိုတော့တဲလေးလို့ပြောပြောတထက်အိမ်လို့တတိချင်းချင်းလေးပေါ့အာအဲ့လိုချင်းချင်းလေးရနေပြီးတော့ဆောင်းတို့ဒီ2000ခုနှစ်လောက်မှာပြန်2000လောက်မှာပြန်ဆောက်တယ်ပြန်ဆောက်တဲ့ချိန်မှာအိမ်ကမီးလောင်သွားတယ်ဆောက်ပြီးဘယ်လောက်မှမကြဘူးမီးလောင်သွားပါပေါ့နော်အဲမီးလောင်သွားတော့အခုဒီ 2024 2023 2023လောက်မှပြန်ဆောက်ပေးနိုင်တာပေါ့နော်အဲအဲ့လိုမျိုးပေါ့အဲ့ဒါမမေကလည်းဒီသူတို့အိမ်တော်ဦးအိမ်လေးဖြစ်တဲ့အတွက်ဒီအိမ်မှာပဲနေချင်တယ်ဒီအိမ်ကိုပဲအာသူကပြန်ပြန်ဆောက်ချင်တယ်ဖြစ်တော့တဲ့အတွက်ဒီအိမ်လေးကိုပဲပြန်ပြန်ဆောက်ဖြစ်တာပါဟုတ်နှစ်လောက်လောက်ကြာပါတယ်။တစ်နှစ်ခွဲကျော်လဲဆိုတော့နှစ်နှစ်နီးပါးလောက်ကြာပါတော့။ဟုတ်။ဝမ်းသာပါတယ်။ဒါမင်မီတို့တက်ကတော့အမြဲတမ်းပဲပေါ့နော်။ဒါကို့ဘောမှာကို့မိဘတွေပဲရှိတာဖြစ်တဲ့အတွက်အာမင်မီတို့လိုအပ်တဲ့အရာတွေမင်မီတို့မင်မီဖြစ်စင်တာတွေကိုဖြည့်ဆည်းပေးရတဲ့အတွက် ဝမ်းသာပါတယ်ပြောတော့ဗောနော်ဘာလဲဆိုတော့ဒါစောင်းလို့ဆိုရင်ဒါအိမ်ပြေပါမီးလောင်နေတဲ့အိမ်မှာအကြာကြီးနေခဲ့ရဖြစ်တဲ့အတွက်ကိုလည်းစိတ်မကောင်းဘူးမလုပ်ပေးနိုင်ခဲ့တဲ့အတွက်လည်းစိတ်မကောင်းဘူးအခုလုပ်ပေးနိုင်တော့လဲပြောတယ်တော့ပါပဲဟုတ်